တော့ဒီမှာ Asian file လေးကိုကျွန်တော်ကြိုပြီးတော့ရေးထားတယ်။ဆိုတော့ဒီထဲမှာဘာတွေပါလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ net browser ဆိုတဲ့ကောင်ပါတယ်။ logo ဆိုတဲ့ကောင်ပါတယ်။ဆိုတော့ logo ထဲမှာမှာကျွန်တော်ရဲ့ SVG လေးတစ်ခုရယ် credit counter ဆိုတဲ့စာလေးပါတယ်။ပြီးရင်ကျွန်တော်ရဲ့အလဲမှာရှိတဲ့ link လေးတွေပါတယ်။ပြီးရင်ကျွန်တော် right button ပါတယ်။ right ထဲမှာမှာကျွန်တော်ဘာတွေပါလဲဆိုတော့ search လုပ်ဖို့ drag ကျွန်တော်တို့ input ကဒီ SVG ရယ်ဆိုတော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ icon လေးပေါ့နော်။ဒီ icon လေးရယ်ဒီမှာရေးတဲ့ input လေးရယ်ကျွန်တော်ပါတယ်။ ပြီးရင်ကျွန်တော်ရဲ့ဒီမှာနောက်က sand ပုံစံကျွန်တော်ရဲ့ icon လေးကျွန်တော်ပါတယ်ပြီးရင်ဒါကတော့အဓိကကျွန်တော် responsive မှာသုံးဖို့အတွက်ဟိုပိုင်း nav bar ဒါကကျွန်တော်ရေးထားတဲ့ action ပဲဟုတ်ပြီနော်စပြီးတော့ကျွန်တော် css ဆိုရင်စပြီးပြင်အောင်ဆိုတော့ကျွန်တော် nav bar ထဲမှာရှိတဲ့ item တွေအကုန်လုံးကိုတန်းနဲ့ဖြည့်စီချင်တာဖြစ်တဲ့အကြောင်း plus line dash center ပြီးရင် gesture file contents pay between ဆိုပြီးတော့ကျွန်တော်ပြလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်သွားကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးကျွန်တော်ဖြစ်သွားနိုင်မယ် ပြီးကျွန်တော် padding ပတ်ချလေးကျွန်တော်ထည့်မယ် padding ကျွန်တော်ကအပေါ်နဲ့အောက်ကို20 pixel left and right ကိုကျွန်တော်40 pixel လောက်ပေးမယ်ပြီး box shadow လေးပါကျွန်တော်ထည့်ပါမယ်ဆိုတော့ကျွန်တော် box shadow ကို1 uh sorry 0 pixel minus 2 pixel 3 pixel 2 pixel rgba 0.2လောက်ကျွန်တော်ထည့်လိုက်ပါမယ်အဲဒီမှာကျွန်တော်ရဲ့ box shadow လေးကျွန်တော်ရလာပြီပြီးရင်ဒီနှစ်ခုကကျွန်တော်တရံနဲ့ပြင်အောင်လုပ်မှဖြစ်တဲ့အတွက်ကြောင့် logo display plus align and center ပြီးရင် cap 20 pixel လောက်ကျွန်တော်ပေးလိုက်မယ်။ Okay ပြီးရင်ကျွန်တော်ရဲ့ creative counter ဆိုတဲ့စာလေးကိုကျွန်တော်နယ်လေး font size လေးကြီးအောင်ကျွန်တော် cap ကိုတန်းလောက်ပဲကျွန်တော်ပေးလိုက်မယ်။ဆိုတော့ကျွန်တော်ရဲ့ logo ထဲမှာရှိတဲ့ p ကိုကျွန်တော် font size 25 pixel font weight ကျွန်တော်900လောက်ကျွန်တော်ပေးလိုက်မယ်။ဒါဆိုရင်ဒီလိုမျိုးလေးဖြစ်သွားလိမ့်မယ်။ပြီးရင်ဒီကောင်တွေကိုလည်းကျွန်တော်သဏ္ဍာန်နဲ့ပြင်အောင်လုပ်ရအောင်။ဆိုတော့ကျွန်တော်ရဲ့ nav link ဆိုတော့ net plane တွေကိုကျွန်တော် display flash line the center ဒီ gap ကိုကျွန်တော်14 pixel လောက်ကျွန်တော်ပေးလိုက်ပါမယ်ဒီလိုမျိုးတွေပေါ့ဒါပြီးတော့ပြီးရင် align ထဲမှာရှိတဲ့ a လေးတွေပြင်အောင်ဆိုတော့ကျွန်တော်ရဲ့ un ထဲမှာရှိတဲ့ align ထဲမှာရှိတဲ့ကျွန်တော်ရဲ့ da ပေါ့နော် da ဆိုတော့ကျွန်တော် font size လေးတွေကျွန်တော်ပြင်မယ် second font weight အဲလေးအောင်ပြင်မယ်ပြီးရင် text decoration အောက်မှာတားတဲ့မြင်ကိုကျွန်တော်မလုပ်ရင်ဘူးဆိုတော့ next ဆိုတော့ကျွန်တော်ရဲ့ color ကိုတော့ကျွန်တော် black ထားလိုက်မယ် main ရောက်ကျော်ထားလိုက်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်ဒီ close icon မလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖြောက်ရအောင်ဒီ close close ဆိုတဲ့ကောင်ပေါ့နော်ဆိုတော့ close display နဲ့ပြီးရင်ကျွန်တော် pointer ကစားလေးပါကျော်ထားလိုက်ကစား pointer လေးပါကျွန်တော်ထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်ကဒီကောင်လေးကို hover ထားလို့ရှိရင်ကျွန်တော်ကအောက်ကပေါ်လာတဲ့ animation လေးလိုချင်တာဆိုတော့ကျွန်တော်အဲ့ဒီ bar လေးကိုအရင်ဆုံးရအောင်ရွေးရေးအောင် airline ကိုကျွန်တော်က before ကိုတုံးပြီးတော့ကျွန်တော်ရှင်းမယ် before content empty string အဲပြီးရင် position ကျွန်တော် absolute ပေးမယ် left ကနေပြီးတော့0 pixel အနေစာမယ် bottom ကနေပြီးတော့ကျွန်တော်က -3 pixel လောက်အောက်ကိုချမယ်အဲပြီးရင် width ကတော့ကျွန်တော်အပြည့်မယ်ဆိုတော့100% height ကတော့ကျွန်တော်2 pixel လောက်ပဲကျွန်တော်ထားမယ်ပြီး background color ကိုတော့ကျွန်တော်အမေးအောင်လေးကျွန်တော်ထား ပြီးကျွန်တော်သွားကြည့်မယ်ဆိုလို့ရှင်တော့မပေါ်သေးဘူးအဲဘာကြောင့်လဲဆိုလို့ရှင်ဒီ airline မှာကျွန်တော် related မပေးရသေးဘူးဆိုတော့ UN က airline ကိုကျွန်တော်က position related ကျွန်တော်ပေးလိုက်မယ်ဟုတ်ပြီးရင်ကျွန်တော်သွားကြည့်မယ်အဲဒီမှာကျွန်တော်ရဲ့ဘာလေးပေါ်လာပြီဆိုတော့ဒီကောင်တွေက default မှာကျွန်တော်မမြင်ရဘူးဆိုတော့ကျွန်တော်ဖြောက်ရအောင်ဆိုတော့ဘယ်လိုဖြောက်မလဲဆိုတော့ကျွန်တော်က transform နဲ့မှာရှိတဲ့ဒီ scale h ပေါ့နော်ဒီကောင်ကျွန်တော်0ပေးလိုက်မယ်ပြီးရင်ဒီကောင်ကကျွန်တော်ကဒီအပြောင်းလဲလုပ်မှာဆိုတော့ကျွန်တော် transition လေးပါကျွန်တော်ထည့်လိုက်မယ်ဟော 0.3 second linear လေးကြောက်ထားပါတယ် okay linear အဲပြီးလို့ရှိရင်ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင် UN နဲ့က align ကို over ထားတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ရဲ့ before ကိုကျွန်တော် transform ကျွန်တော်ရဲ့ scale h ကိုကျွန်တော်1ပြန်ပေးလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်သွားကြည့်မယ်ဆိုလို့ရှိရင် over ထားတဲ့အချိန်ကြာလို့ရှိရင်တော့အောက်ကနေပေါ်လာတယ်ဒါပေမဲ့သူ့ရဲ့ transform origin ကဘာလဲဆိုလို့ရှိရင် default အနေနဲ့သူကဆန်တာထောက်တယ် ော်ကျွန်တော်ဒီဘက်ကနေထွက်လာစေချင်တာဆိုတော့ကျွန်တော်ရဲ့ transform origin ကိုကျွန်တော် left ချန်ကျော်ထားလိုက်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ဟာရပြီ။ပြီးရင်ဒီကောင်ဆက်သွားရအောင်။ Okay ဆိုတော့ကျွန်တော်ရဲ့ search bar ကိုကျွန်တော်ပေါ်လာရင်ပြင်မယ်။ one pixel solid rgb is ဒီကောင်ကျော်ထားလိုက်မယ်။ဟုတ်ပြီနော်။အဲပြီးရင်ကျွန်တော် padding လေးထည့်မယ်။ဆိုတော့ကျွန်တော်ရဲ့ padding ကို ကျွန်တော်တို့10 pixel ကျွန်တော်တို့50 pixel လောက်ကျွန်တော်ပေးလိုက်မယ်ကျွန်တော်တို့20လောက်ကျွန်တော်ပေးလို့ရတယ်ပြီးရင် border radius လေးကျွန်တော်ချိန်မယ် border radio. 100 pixel okay ပြီးရင်ကျွန်တော် display flash light and center uh align to center okay ပြီးရင်ကျွန်တော်ရဲ့ဒီ input ပေါ့နော် input လေးကိုကျွန်တော်ပြင်ရအောင် တော့ကျွန်တော်ရဲ့ search function မှာရှိတဲ့ input major border မလို့ရှင်ဘူး nan outline မလို့ရှင်မှာဘူးဆိုတော့ nan အဲပြီးလို့ရှိရင်အဲကျွန်တော်ဘာလုပ်မလဲဆိုတော့ width ကိုပြည့်ပိုင်မယ်ဆိုတော့100%ဒါဆိုရင်ရပြီရပြီเนาะပြီးရင်ကျွန်တော်ရဲ့ design icon လေးနဲ့ဒီကောင်းအောင်သဏ္ဍာန်နဲ့ဖြစ်အောင်လုပ်ဖို့အတွက်ကျွန်တော်ရဲ့ rise ဆိုတဲ့ class ကိုကျွန်တော်ဘာပြည့်မလဲဆိုတော့ display plus align the center gap ကို20 pixel out ကျွန်တော်ပ ြိုင်မယ်โอเคပြီးရင်ကျွန်တော်ရဲ့ဒီ mobile ဒီကောင်ကကျွန်တော်အခု desktop screen size မှာကျွန်တော်မပေါ်ချင်သေးဘူးဆိုတော့ဒီအတွက်ကြောင့် screen mobile ကို display နဲ့ဆိုပြီးထားလိုက်ပြန်ပါအေးဆိုတော့ကျွန်တော်ရဲ့ desktop version လေးအဆင်ပြေသွားပြီဆိုတော့ကျွန်တော်ရဲ့ responsive တွေချက်သွားကြည့်အောင် responsive ကျွန်တော်868ရောက်လို့ရှိရင်ကျွန်တော်ဒီအနောက်က private channel မှာရှိတဲ့ account တွေကိုကျွန်တော်ဖျက်ပလိုက်ခြင်းတယ်ဆိုတော့ဒီတော့အကြောင်းကျွန်တော်ပြောလို့ရမယ်ဆိုလို့ရှိရင် media mess with 968ရောက်ခဲ့လို့ရှိရင်ကျွန်တော်က right back channel account တွေအကုန်လုံးကို display နည်းလို့ရှင်းပြလိုက်မယ်။ပြောက်သွားပြီ။ပြီးရင်ကျွန်တော်425ရောက်လို့ရှိရင်အလျားကောင်မှာကျွန်တော်ဖြတ်မယ်။ဆိုတော့အပေါ်အတိုင်းပဲ media screen mass width 425ရောက်ခဲ့လို့ရှိရင်ကျွန်တော်ရဲ့ဒီ net blink ကိုလည်းကျွန်တော်ကဒီ display နည်းခဏလောက်ထားမယ်ပေါ့နော်။ပြီးရင်ကျွန်တော်ရဲ့ဒီ mobile မှာဖွင့်လို့ရတဲ့ကောင်လေးကိုကျွန်တော်ကပြန်ပြီးတော့ ဖွင့်လိုက်ဆိုတော့ display block ပြီး cursor က pointer လေးချောထားလိုက်ဒါဆိုလို့ရှိရင်ရပြီပြီးကျတော့ဒီကောင်ကိုနှိပ်လို့ရှိရင်ကျွန်တော်တို့ slide တစ်ခုပေါ်လာပြီးတော့ဒီကောင်အပြည့်ဖုံးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီကောင်ကိုကျွန်တော်က display name လို့တော့ပင်နဲ့ position ကျွန်တော် absolute ပေးလိုက်မယ်ပြီးရင် top 0 left 0 width ကတော့ကျွန်တော်100% height ကတော့ကျွန်တော်ကဒီ screen အပြည့်လို့ချင်တာဆိုတော့ 100ph background ကတော့ကျွန်တော်နေအောင်ခဏပေးလိုက် ဟာဒါကျွန်တော်တို့လိုချင်တဲ့ပုံစံပြီးရင်ကျွန်တော်တို့ရဲ့ဒီ direction ကိုကျွန်တော်ခေါ်လိုက်လို့ချင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ flash direction ကိုအဲ flash direction ကိုကျွန်တော်ခေါ်လိုက်ချိန်လိုက်မယ်ပြီးရင်အလေရအောင်လို့ကျွန်တော်က justify content center လေးပဲကျွန်တော်ထားလိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ background color ကြီးကအနည်းအောင်မဟုတ်ကျွန်တော်ပြောင်းထားချင်တာဆိုတော့ white ပြန်ကြော်ရဲ့ close icon လေးပေါ့နော် close icon လေးကိုကျွန်တော်ပြန်ဖော်ရအောင်ဆိုတော့ကျွန်တော်ရဲ့ close icon လေးကို display blog ပြန်ပေးလိုက်မယ် ပြန်ပေါ်လာပြီဒါပေမဲ့ကျွန်တော်လိုချင်တာဒီနားမှာမဟုတ်ဘူးဒီတောက်မှာဆိုတော့ကျွန်တော်က position absolute top ကနေပြီးတော့50 pixel right ကနေပြီးတော့50 pixel လောက်မှာထားလိုက်ပါမယ်ဆိုတော့ကျွန်တော်ပြောလိုက်ဒီနားရောက်သွားပြီဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်ရဲ့ဒီအကောင်ကြီးကအမြဲတမ်း default ပေါ်နေမှာမဟုတ်ဘူးကျွန်တော်ရဲ့ဆော့ဆော့ကဒီ menu bar လေးကိုနှိပ်လိုက်မှပေါ်လာမှာဆိုတော့ဒီအတွက်ကြောင့်ကျွန်တော်ကဒီ left ကနေ0ထားမျိုးမဟုတ်တော့ဘဲနဲ့ default မှာကျွန်တော်က minus 2000 2000 pixel ဆိုပြီးတော့ကျွန်တော်က ီ screen ရဲ့အပြင်ဘက်ကိုကျွန်တော်ရွှေ့ထားလိုက်ဘယ်ချိန်မှာပေါ်လာမှာလဲဆိုတော့ဒီကောင်နှိမ့်မှာဆိုတော့ကျွန်တော် JavaScript လေးနည်းရေးဖို့လိုလာပြီဆိုတော့ကျွန်တော် script တက်လေးတစ်ခုရွှေ့လိုက်မယ်ပြီးရင်ကျွန်တော်ကဘယ်ကောင်နှိမ့်လို့ရှိရင်ပေါ်လာမှာလဲဆိုတော့ဒီကျွန်တော်တို့ရဲ့အဲဒီဒီကောင်ပေါ့နော်ဒီ icon နှိမ့်လို့ရှိရင်ပေါ်လာမှာဆိုတော့ဒီတစ်ခါကျွန်တော် document. အဲဒီ query letter jerry.dot mobile ကိုကျွန်တော် let me select မှမယ်ပြီးအဲ့ဒီမှာမှာ add event listener ထည့်မယ်ဘယ်ချိန်လဲဆိုတော့ click လုပ်တဲ့ချိန်ဆိုတော့ function ဆိုတော့ဘာလုပ်မှလဲဆိုတော့အဲဒီကျွန်တော်တို့ရဲ့ဒီ netflix မှာအဲကျွန်တော်က class group ထည့်မယ်ဆိုတော့ document. document.query/letter အဲကျွန်တော်ရဲ့ netflix ဆိုတဲ့အကောင့်ပါဟုတ်ပြီနော်ဆိုတော့ ိုက်ကောင်ရဲ့ clear list မှာကျွန်တော်ကဘာကိုတွားထည့်မှာလဲဆိုတော့ choke အဲကျွန်တော်ရဲ့ shows ရဲ့ class ကိုကျွန်တော်တွားထည့်မယ်ဆိုတော့ shows ရဲ့ class ကအဓိကဘာလုပ်မှာလဲဆိုလို့ရှင်ကျွန်တော်ကဒီ left minus 2000 pixel ကနေပြီးတော့ကျွန်တော်က0 pixel ကျွန်တော်ငိုနေရအောင်ကျွန်တော်ပြန်ထားမှာဆိုတော့ဒီတစ်ခါကြောင့် netflix မှာ shows ရဲ့ class ပါပါခဲ့ရဆိုလို့ရှင်ကျွန်တော် left value ကို0 pixel ကျွန်တော်ပေးလိုက်မယ်ဒါဆိုလို့ရှင်ကျွန်တော်တွားဆန်းကြည့်မယ်နှိပ်ကြည့်မယ်ရောက်လာပြီ ါပြီเนาะဒါပေမဲ့ကျွန်တော်တို့ transition မှာပါတာဖြစ်တဲ့အကြောင်းလည်းကြည့်ရမှာမဟုတ်ဆိုတော့ transition of 0.7 second is in ဆိုကျွန်တော်ထည့်ရမယ် refresh အဲ့ဒီမှာကျွန်တော်ဝင်လာဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ကဒီကောင်နှိမ့်ရင်ပြန်ပိတ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီခါလေးရေးရအောင် document.queries letter ဆိုတော့ကျွန်တော်ရဲ့ class လေးကပါလဲဆိုလို့ရှိရင်ဒီမှာပါဒီမှာရှိပါတယ် close ဆိုတဲ့အကောင်လေးဆိုတော့ close ကိုကျွန်တော်မှတ်မယ်ပြီးရင် add event listener ဘာလဲဆိုတော့ကျွန်တော် click ကိုကျွန်တော်ထည့်မှာ click parameter function ကဘာလို့မှာလဲဆိုလို့ရှင်ကျွန်တော်ရဲ့ document.query selector netflix မှာရှိရဲ့ class ပေါ့နော် netflix မှာရှိရဲ့ class တွေကမှာကျွန်တော်ဘာကိုဖြုတ်ဖြုတ်မှာလဲဆိုတော့ကျွန်တော် remove ကျွန်တော်ရဲ့ show ဆိုတဲ့ class ကိုကျွန်တော်ဖြုတ်လိုက် ဒါဆိုရင် show reckless မရှိလို့ရှင် the four အနေနဲ့ဒီခေါင်းက minus 2000ပြန်ရောက်သွားလိမ့်မယ်ဆိုတော့ကျွန်တော်တို့စမ်းကြည့်အောင်နေမယ်ဝင်လာပြီပြီးပြန်နေမယ်ပြောက်သွားဟုတ်ပြီနော် okay ဒါဆိုလို့ရှင်တော့ကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့ responsive navigation ပါဠိတခုကျွန်တော်တို့ create လုပ်လို့ပြီးသွားပြီဆိုတော့အားလုံးပြည့်စုံတင်ပါတယ်